ွက်တော်မှာနောက်ဆုံးမိနစ်ပိုင်းအထိအရေးပေါ်ညှိနှိုင်းမှုတွေမအောင်မြင်တော့တဲ့နောက် American Federal အစိုးရရန်တရားတွေကအောက်တိုဘာ၁ရက်နေ့မှာစတင်ရပ်တန့်ပြီးရှက်ဒေါင်းဖြစ်သွားပါပြီ။အစိုးရရဲ့ budget အစီအမံသစ်အတွက် Democratic Party ဘက်ကရော Republican Party ဘက်ကပါတင်သွင်းသမျှအစိုးနှစ်ရက်လုံးလွှတ်တော်မဲခွဲမှုမအောင်မြင်ခဲ့ကြတဲ့နောက်နောက်ဆုံးအဆင့်အရေးပေါ်ဆွေးနွေးမှုတွေလည်းဆက်လုပ်ခဲ့ပေမဲ့သဘောတူညီမှုမရခဲ့ပြန်ပါဘူး။အကျိုးဆက်အနေနဲ့အောက်တိုဘာ၁ရက်နေ့မှာ Federal အစိုးရရဲ့ Agency တွေအလုပ်ဌာနတွေအများအပြား ်လုပ်ငန်းလေပတ်မှုရပ်တန့်နေမှာဖြစ်ပြီးဝန်ထမ်းတွေကလည်း shutdown ကာလအတွင်းအနာပေးခံထားရမှာဖြစ်ပါတယ်လောလောဆယ် shutdown ဖြစ်နေမဲ့ကာလအတွင်း American အမျိုးသားအာဂါတာ agency NASA လို့အဖွဲ့အစည်းမျိုးကစလို့နိုင်ငံတော်မှာရှိတဲ့ Federal အစိုးရလက်အောက်ခံဌာနတွေမှာဝန်ဆောင်မှု short ချတာလုပ်ငန်းရပ်တာတွေကြုံလာရမှာပါလွန်ခဲ့တဲ့15နှစ်လောက်နောက်ကြောင်းပြန်ကြည့်ရင်လေ Washington DC ရဲ့နှစ်ဖက်နိုင်ငံရေးအင်အားစုတွေကြောင်းမှာအစိုးရအသုံးစရိတ်ကိစ္စတွေညှိကြတိုင်းတင်းမာမှုတွေရှိခဲ့တာကိုတွေ့ရပါတယ် ထရမ့်ရဲ့ပထမအကြိမ်သမ္မတသက်တမ်းတုန်းကလည်းအလားတူနှစ်ကြိမ်ကျုံခဲ့ဘူးပါတယ်။ဒါကြောင့်အခုဒီကြိမ်ကထရမ့်သမ္မတအဖြစ်တာဝန်ယူတဲ့ကာလအတွင်းတတိယမြောက်အစိုးရရှက်တောင်းအနေနဲ့လည်းမှတ်တမ်းဝင်ခဲ့ပါရဲ့ရှင်။